ရှခြေစစ်ပွဲကိုအရှင်နိုင်ငံအဖြစ်ကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရှယူဆက်ခွန်အမျိုးသမီးဘောလုံးပြိုင်ပွဲကိုမြန်မာနိုင်ငံကအရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးခြေစစ်ပွဲအောင်နိုင်ဖို့ကြိုးစားသွားမယ်လို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းကသိရပါတယ်။ မြန်မာယူဆက်ခွန်အမျိုးသမီးရဲ့တင်းရံလေးနဲ့ခြေစစ်ပွဲအုပ်စုစီမှာအင်ဒိုနီးရှားမကောက်အိုအသင်းတွေနဲ့အတူကြားရောက်နေခါရင်းပြိုင်ပွဲကိုရန်ကုန်မြို့ရှိတူဝနာအာကစားကွင်းမှာကျင်းပသွားမှာဖြစ်ပါသေး။ အာရှယူဆက်ကွန်အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်မြမယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းကကစားသမားထွေကိုပြင်းပြင်းထန်ထန်စူးစမ်းဖို့နဲ့ရီမန်းချကိုစီထားဖို့ပြောကြားထားပြီးဖိအားရှိပေမဲ့ခြေစစ်ပွဲအောင်ဖို့ပြင်းပြင်းထန်ထန်စူးစမ်းသွားမယ်လို့ရမန်နေ့ကသူ့အနာအားကစားခွင့်မပြုလုပ်ခဲ့တဲ့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာမြမယူဆက်ကွန်အမျိုးသမီးအသင်းနီးပြကုမီတိုတာရှိရိုကပြောပါတယ် အဆိုပါအသင်းကိုကင်တွယ်ခဲ့တဲ့၃လအထွန်းမှာလဲကစားသမားတွေရဲ့ခြေစွမ်းတဲ့ဤစနစ်ပိုင်းတိုးတက်လာဖို့ပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်မြမယူဆက်ခွန်အမျိုးသမီးအသင်းအနေနဲ့အော်တိုဘားလ15ရက်ညနေ4နာရီမှာမကာဝအသင်းအော်တိုဘားလ18ရက်ညနေ4နာရီမှာအင်ဒိုနီးရှားအသင်းတွေနဲ့ရှင်ပြိုင်ကစားကြမယ်လို့သိရပါတယ်ရှင်။